မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ၁ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မန္တလေးမြို့နန်းရွင်းထဲမှာရှိတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းထဲကိုတရားခုံမောင်းမှာ short tight တော့၆လုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရောဒုတက်ရဲမှုတအုပ်အပါအဝင်၆ဦးသေဆုံးခဲ့ပြီးအဆောက်အုံနှလုံးနဲ့ထိခိုက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ29ရက်နေ့မနက်အစောပိုင်း2:30မိနစ်နဲ့အချိန်မှာမန္တလေးမြို့နန်းရွင်းထဲမှာရှိတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းထဲကို Brave Warriors ဖို့မြန်မာ BWM အဖွဲ့ရဲ့စီမံမှုနဲ့ Shadow Mandalay အဖွဲ့က BWM ရဲ့ Mission 22အဖြစ်နဲ့တရားခွန်မမရှော့တိုက်တော့6လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းကိုထိုးစစ်ဆင်ရန်စုစည်းထားတဲ့စစ်သားများနေထိုင်ရာဘားဒိုက်အပါအဝင်လောက်ပါခတိုင်းရုံအတွင်းကိုတိုက်ရိုက်ကြရောက် ထိမှန်ပောက်ကွဲခဲ့ပြီးတော့ဘားရိုက်ထိမှန်ပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်ကောင်စီဘက်ကဒုတက်ရဲမှုအပါအဝင်6ဦးတိတ်ဆုံးကအယောက်90ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဒဏ်ရာရတဲ့သူတွေက၄ဦးကတော့အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မနေ့ကတရားတက်လောက်ကတော့ဘားရိုက်ကိုနှလုံးထိတာမှာစစ်ခွဲ6ဦးကြတယ်။တိတဲ့6ယောက်ထဲမှာကလပ်ပခတွေကဒုတက်ရဲမှုတယောက်ပါသွားတယ်။ဒဏ်ရာရတဲ့အယောက်20တွေက၄ဦးကတော့အပြင်းထန်နဲ့ဆေးရုံကိုပို့ထားရတယ်လို့သိရတယ်။အဆောက်အအုံနှလုံးနဲ့ထိခိုက်ပျက်စီးသွားတယ်။အစတွေလင်းစင်တာတွေက အဆောက်အုံ၄လုံးရဲ့နိုင်ရန်တွေအမိုးတွေပွင့်ထွက်သွားတယ်လို့သိရတယ်။ရပ္ပခကွင်းထဲကျတဲ့နှလုံးကတော့စစ်စင်ရိတ်ကားတွေထိခိုက်ပျက်စီးမှုတွေရှိပါတယ်။ ဒီနေ့ကတော့နောက်ဆက်တွဲမကြမိသေးဘူးလို့ Brave Warriors ပေါ်မြန်မာ BWM အဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောဆိုထားပါတယ်။1027ဒုတိယပိုင်းစစ်စင်ရေးအတွင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခခကိုတော်လိုင်းတပ်ဖွဲ့များကတိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းမှာအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခဟာစစ်ရှုံးကောင်စီရဲ့အဓိကအားထားရတဲ့စစ်တိုင်းဌာနချုပ်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။စစ်ရှုံးကောင်စီဟာရှမ်းမြောက်စစ်စင်ရေးအတွင်းမှာဆုံးရှုံးခဲ့ရမှုများနဲ့တိုက်ခါကြမှုများကိုပြန်လည်အဖက်ဆယ်ရန်အတွက်တရုတ်အစိုးရရဲ့အကူအညီနဲ့ ်မြောက်ပိုင်းအဖွဲ့များကိုထိုးစစ်ရက်တက်ရန်ဖိအားပေးရန်စူးစမ်းနေရင်းနဲ့ဒပြိုင်နယ်ထဲမှာပဲရန်တိုင်းမင်းဆက်ဆင်ရေးဆိုပြီးကြွေးကြော်ကလပခရဲ့အင်အားကိုအစွမ်းကိုဖြည့်တင်းထားတယ်လို့သိရပါတယ်လပခဟာစစ်ကောင်စီရဲ့အရေးပါတဲ့စစ်တိုင်းဌာနချုပ်ဖြစ်တဲ့အတွက် BWM နဲ့မဟာမိတ်အဖွဲ့တွေကတော်လှန်ရေးအတွက်အရေးပါတဲ့ပြစ်မှတ်အဖြစ်နဲ့ဥတီတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ BWM အဖွဲ့ဟာစစ်ရှုံးကောင်စီရဲ့လေတံများအပြင်တော်လှန်ရေးအတွက်တက်ရောက်မှုကြီးမားတဲ့အခြားသောစီရေးပြစ်မှတ်ကြီးများကိုလည်းရှာဖွေဖော်ထုတ်တိုက်ခိုက်လျက်ရှိရာ တိုင်းစစ်ဌာနချုပ်များဟာတပ်ဆိုင်ရာဒေသအလိုက်တရင်တပ်ဖွဲ့များရဲ့အမိန့်ပေးစနစ်အတွက်ပင်မစီရေးဗဟိုချက်များဖြစ်တဲ့အတွက်ကြောင့်ရန်သူရဲ့ change of command ကိုဖြတ်တောက်ဖြိုခွဲရန်ရည်ရွယ်ပြီးတော့အခုလိုတိုင်းစစ်ဌာနချုပ်များကိုရွေးချယ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်းအသိပေးထားပါရယ် BWM နဲ့မဟာမိတ်များအနေနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခကိုတိုက်ခိုက်မှုဟာယခုအချိန်ဟာတတိယအချိန်မြောက်ဖြစ်ပြီလို့2023ခုနှစ်ဒီဇင်ဘာလမှာတစ်ချိန် 2024ခုနှစ်စက်တဘာလ3ရက်နေ့မှာတစ်ချိန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ဒေါ်လာရေးဟာနိုင်ဖို့နီးလာနေပါပြီပြည်သူတွေအားလုံးအားတင်းထားကြပါဆက်လက်ပြီးတော့ထောက်ပံ့အားပေးဝမ်းရံပေးကြပါလို့ပဲတိုက်တွန်းချင်ပါတယ်လို့ BW မှာဖွဲ့ကတာဝန်ရှိသူကတိုက်တွန်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မှာစစ်ကောင်စီကတကောင်စီကောက်ယူရာမှာရဲနဲ့စစ်သားများအပြင်ပြူစောထီးနဲ့ပြည်သူစစ်များအများပြပါဝင်တဲ့အတွာပြည်သူတချို့ကကြောက်လန့်ပြီးတော့မေကွန်များကိုဖြေဆို့ခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့အော်တိုဘာလ၁ရက်နေ့မနက်9နာရီကစတင်ပြီးတော့စစ်ကောင်စီကနိုင်ငံတော်မှာတကောင်စီများကောက်ယူနေပြီးတော့ရန်ကုန်တိုင်းမှာလည်းကောက်ယူနေတယ်လို့သိရပါတယ်အထူးသဖြင့်လူနေထူထပ်တဲ့ကမာရွတ်နယ်တာမွေမြို့နယ်တို့မှာတကောင်စီကောက်ယူရာမှာ ရဲနဲ့စစ်သားများအပြင်ပြည်သူစစ်နဲ့ပြူစောတိများကပါလက်နက်များကိုကင်ဆောင်ပြီးတော့လိုက်ပါလာတယ်လို့သိရပါဗါတိုက်ခန်းပေါ်တက်လာတာကလူခဏဦးတက်လာတယ်ထွေအုပ်စစ်သားရဲနဲ့လာဝက ပြီးတော့ကြောင်းစိမ့်ဝက်စုံနဲ့ဆီယမာတူလည်းပါတယ်ကျန်တာကတော့ရက်ကွက်ကစစ်သားနဲ့ရဲကရှေ့မှာထိုင်ပြီးတော့ငုတ်တုတ်ကြီးထိုင်ကြည့်နေတော့မိခွနေကုံမဖြေချင်တာလဲဖြေရတာပဲမသိပါဘူးပြောလဲမရဘူးဒီလိုလားဟိုလိုလားနဲ့အတင်းမေးတယ်ချင်းချောက်ပြီးတော့မင်းနေတယ်လို့ပဲလို့တာမွေကပြည်သူတူကပြောပြထားပါတယ်အလားတူပဲကမာရွမျိုးနယ်မှာလည်းရဲနဲ့ရက်ကွက်ကပြူစောတိတချို့ကသကောင်စင်းကောက်ယူတဲ့အဖွဲမှာပါလာပြီးတော့မင်းမြနဲ့မိခွများကိုမဖြေဆိုလိုတော့လဲအတင်းချက်မေးတဲ့အတွက်ဖြေဆိုခဲ့ရကြောင်းကမာရွမျိုးနယ်ကပြည်သူကရှင်းပြထားပါတယ်အိမ်မာကရှိတဲ့အမေကဆုံးထားတာမကြသေးဘူး အဲ့ဒါဘာလို့သံကောင်းစင်းတဲ့ကမထုတ်တာလဲချက်ချင်းထုတ်ရမှာမသိဘူးလားဝင်ငွေကဘယ်လောက်ရှိလဲရွှေရှိလားဘာဒီမေးမှလို့မသိဘူးမေးနေတာမဖြေချင်းလဲအတင်းအကျပ်မေးပါတယ်နောက်တော့လဲခေါင်းမဲငိတ်နေလိုက်တော့တယ်အတော်ကိုအစင်မပြေဘူးအိမ်မှာလဲကိုတယောက်ထဲကမိမသားပဲကြံခဲ့တာဆိုတော့ကြောက်နေရတယ်သူတို့မေးခွန်းတွေကတိမ်လုံးမှာလူရှိသမျှအကုန်လိုက်မေးနေတာသံကောင်းစင်းကောက်တာလားစစ်ကြောရေးမှာမေးနေတာလားမသေးခွဲဘူးလို့ ကမာရုံမျိုးတွေကအရှင်မတူကပြောပြထားပါတယ်အချက်မဲ့စစ်ကောင်စီကဒီကနေ့အော်တိုဘားလာ၁ရက်နေ့ကစတင်ပြီးတော့နိုင်ငံတော်ဝန်လုံးမှသကောင်စင်းများကိုကောက်ယူနေပြီးလာမယ့်အော်တိုဘားလာ၁၅ရက်နေ့အထိကောက်ယူမှဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့အချင်းထောင်များအတွင်းမှာစေဝါဆုံးရှုံးမှုလုံလောက်စွာမရရှိတဲ့အတွက်2024ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေစပြီးတော့စက်တဘာလ30ရက်နေ့အထိနိုင်ငံရေးအချင်းသား9ဦးနိုင်ငံရေးအချင်းသူ2ဦးရဲစီဒီအမ်ရဲပြေးအမှုနဲ့တရားစွဲဆိုခံရရသူ2ဦး စုစုပေါင်းဆန္ဒဦးအသက်ဆုံးရှုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချင်းထောင်များအတွင်းကိုဝယ်ယူပို့ဆောင်ရတဲ့စေဝါများဈေးကြီးလာပြီးတော့အချင်းထောင်အတွင်းမှာရှိတဲ့နိုင်ငံရေးအချင်းသားအချင်းသူများရဲ့အသက်များဟာဈေးပေါ်လာတဲ့ပုံစံဖြစ်လာပြီးအချင်းထောင်အတွင်းမှာကျန်းမာရေးစောင့်ရှောက်မှုများကိုစစ်ကောင်စီကလုံလောက်စွာမပေးဘူးလို့သိရပါတယ်။ထောင်ဈေးရုံဟာဈေးရုံအမိခံသာရှိပြီးတော့မသိမီအချင်းသားများကိုယာယီထားတဲ့နေရာတစ်ခုပုံစံမျိုးဖြစ်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကဥဆောင်ကော်မတီဝင် ကိုတိုက်ထုံးကပြောဆိုထားပါတယ်။ အချင်းဦးစီးဌာနတွေအနေနဲ့ထောင်တွင်းစေကူတာမှုနဲ့ကျမရေးစောင့်ရှောက်မှုလုံလောက်စွာပေးပါ ICRC အနေနဲ့လည်းအချင်းထောင်တွင်းစေဝါစောင့်ရှောက်မှုတွေလုံလောက်စွာပေးနိုင်မှုရှိမရှိကိုစစ်ဆေးခွင့်ရရှိဖို့အတွက်စူးစမ်းပေးပါလို့ပြောကြပါတယ်လို့ကိုတိုက်ထုံးဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့မုံပြင်းနဲ့ကြိုင်မယုံမြုံနဲ့မင်းရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးရှစ်လုံးနဲ့ပြစ်ခတ်တိုက်ခတ်ခြင်းကြောင့်ပြည်သူတို့အုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်သုံးလုံးပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် စက်တဘာလ26ရက်နေ့ည9:20မိနစ်ခန့်မှာဓမ္မသက်ကြီးရွာမှာတပ်ဆွဲထားတဲ့အထက်ဘက်စစ်တပ်က105မမလက်နက်ကြီး9လုံးနဲ့စစ်သည်မောဘော်ကနေပြီးတော့80မမလက်နက်ကြီး3လုံးပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာမင်းရွာကြီးရွာတောင်ဘက်နဲ့မြောက်ဘက်ပိုင်းကိုကြားရောက်ပေါက်ခွဲခဲ့ပြီးတော့ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိကနေအိမ်3လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။လက်ရှိစစ်ကောင်စီရဲ့ရန်တပ်ပစ်ခတ်မှုကြောင့်ထိခိုက်ဆုံးရှုံးသွားတာမင်းရွာပါ။ ပြည်သူတအုပ်ထိခိုက်နေရပြီးတော့နေအိမ်သုံးလုံးထိမှန်ပျက်စီးပါတယ်လို့ဂလုံးစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းတီပေါင်းမြို့မှာစစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းတို့ကြောင့်ကလေးငယ်တအုပ်အပါအဝင်ပြည်သူ၄ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ28ရက်နေ့စက်တဘာလ29ရက်နေ့တို့မှာ တီပေါင်းမြုံနယ်အတွင်းမှာရှိတဲ့ကြေးရွာများနဲ့ခါလိန်ကြေးရွာများကိုစစ်ကောင်စီကလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်လှုပ်ဆောင်ခဲ့ရာခါလိန်ကြေးရွာကတေဆုံးသူ၃ဦးတီပေါင်းမြုံနယ်ဓမ္မယုံမှာတဦးစုစုပေါင်း၄ဦးတေဆုံးခဲ့တယ်လို့သိရပါတယ်တေဆုံးသူများထဲမှာကလင်းငယ်တဦးပါဝင်တယ်လို့သိရပါတယ်ဒဏ်ရာရရှိသူများအနေနဲ့တီပေါင်းမြုံဇက်စုရက်ွက်မှာဒဏ်ရာရရှိသူ၄ဦးတီပေါင်းမြုံဈေးရက်ွက်ဘောလုံးကွင်းမှာဒဏ်ရာရရှိသူ၂ဦးနဲ့ပန်းတိန်မြောက်ရက်ွက်မှာ ဒဏ်ရာရရှိသူနောက်ဦးစုစုပေါင်းဒဏ်ရာရရှိသူ၈ဦးရှိခဲ့တယ်လို့သိရပါဗျ။စက်တဘာလ28ရက်နေ့ညပိုင်းမှာပြည်ပေါ်မြို့ဇက်စုရက်ကွက်နဲ့ဈေးရက်ကွက်ဘောလုံးကွင်းအတွင်းမှာစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်အကြီးကြီးကြားရောက်ခဲ့တယ်လို့သိရပါဗျ။ပြည်ပေါ်ကဖုန်းလိုင်းတွေပြတ်တောက်နေတယ်။ကျွန်တော်က2024ခုနှစ်ဖေဖော်ဝါရီလောက်ကလေးကထွက်ခွာနိုင်ခဲ့လို့အခုမန္တလေးမှာပါကျွန်တော်အမျိုးတွေနဲ့ညီကောင်မောင်နှမတွေကသူတို့ရဲ့အိမ်တွေမြေတွေကိုစိတ်မချလို့ကြံရင့်နေခဲ့တာ။သူတို့နဲ့ကအဆက်အသွယ်ကရတဲ့ချက်မရတဲ့ချက်ပဲဖုန်းလိုင်းတွေကတော့အကုန်ပြတ်တောက်နေတယ်ဆက်သွယ်လို့မရဘူး။ စတားလင်းရတဲ့မိတ်ဆွေတွေစီကပဲသတင်းမင်းတွေရတယ်တိုက်ပွဲတွေကတော့နေတိုင်းဖြစ်ပြီးတော့လက်နက်ကြီးတွေနဲ့ဖြစ်တာလေချောင်းတိုက်ခိုက်တာတွေနေတိုင်းရှိနေတယ်လို့သိရပါတယ်လို့မန္တလေးမှာစစ်ပေးရှောင်တွေရတယ်တီပေါမျိုးကစီဝိုင်းသမားတို့ကပြောပြထားပါတယ်တီပေါမျိုးနဲ့မှာ TNL ဥဆောင်တဲ့တော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်များကြားမှာတိုက်ပွဲများပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်များကိုတော်လိုင်းတပ်များကထိုးစစ်ဆင်စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေခြင်းဖြစ်တယ်လို့ TNL ရဲ့သတင်းထုတ်ပြန်ချက်များအရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့တင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ